အခုကအခုလုံးထွက်ပြီးပုံပြီးအဲရွာဆောင်တွေပဲဝေတရောက်ပဲရှိတော့ဗောရွာဆောင်တွေရဲတဲ့လူမှပဲစောက်တော့ဗောမရဲတဲ့လူမစောက်ဘူးအဲ့လိုမျိုးဗောဗျာနော်စာတနာမှာနွားချမ်းသာရမယ်အခြေအနေမျိုးဟိုဥပဒေထက်ကြုံလို့ပြီးတော့ပုံကိုကြီးကိုချစ်နေရမယ်အခြေအနေမျိုးကနေပြီးတော့ကျွန်တော်တို့အဲ့အခြေအနေကိုခါသီးရကျွန်တော်ကြိုက်ကျွန်တော်ကြိုက်တာကတော့ဥပဒေကကျွန်တော်ကိုလည်းအုတ်ချောက်ရမှာဖြစ်တယ်အလောက်ငယ်သားဖြစ်တယ်ကျွန်တော်လည်းအုတ်ချောက်ရမှာဖြစ်တယ်အထက်အရာရှိဖြစ်တယ်အထက်အရာရှိကဥပဒေကအုတ်ချောက်ရမှာဖြစ်တယ် စစ်မှုတန်းဟာအယူဦးမေအောင်လာထုတ်တယ်အောက်မှာလှုပ်စားတယ်ဟမ်အဲ့ဒီလှုပ်စားတော့နိုင်လားဆိုတော့မနိုင်ဘူး ။ပလံမျိုးတွေအလုံးပဲငလီမေးရေမေးနဲ့မေးမေးတာမှာများဆုံးကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရိုပရိုရှင်ချန်နယ်လေးပြန်လည်ကြိုဆိုင်ပါရစေ။ဒီလိုလေးရေရှင်မလို့သွားပေးကမှာတော့ယနေ့ဇွန်လ17ရက်နေ့ဗုဒ္ဓဦးနေ့ရက်ည7နာရီခွဲတိနောက်ဆုံးရရှိသတင်းချို့ကိုဖော်ပြပြသွားဖြစ်တဲ့အတွက်မျိုးတွေအလုံးပဲသုံးနေရှိပေဖို့ဒီနေ့အားလုံးထမှန်တောင်းဆိုလိုက်ပါရစေ။ရောင်းဆုံးသတင်းပုံအနေနဲ့ကတော့ဘာဘာသားတွေရဲ့တောင်းဆိုမှုကြောင့်မင်းအောင်လိုင်းဟာဘုံကြီးကြောင်းများအတွက်လိုင်းစင်မဲ့ကားတွေကိုသူ့နယ်တန်ခါနိုင်ကဖွဲ့ရဲ့ထောက်ခံခြင်းပြန်လည်စီးဝင်ပြလိုက်ပြီဖြစ်ပါရစေ။ ရမစေကောင်စီအားဘုန်းကြီးကျောင်းနဲ့တန်ဃာတော်များအတွက်နိုင်စင်မဲ့ကားများကိုမြို့နယ်တန်ဃာမိုင်ကဖွဲ့ရဲ့ဟောက်ခံချက်ပြင်ပြည်နယ်စီးနှင်းဝင်ပြုလိုက်ပြီးပြည်ချောင်းရန်ကုန်နဲ့မန္တလေးတို့မှာရှိတဲ့အဲဥစီယာတို့တွေရဲ့ပြောထားတာတွေ့ရှိရပါတယ်။နောက်တစ်ရက်နေ့မှာစတင်ပြီးတော့ကျမစစ်ကောင်းဆောင်မင်းအောင်လိုင်ဟာတနင်္ဂနွေမှာနိုင်စင်မဲ့ကားနဲ့ဆိုင်ခင်များကိုဖမ်းဆီးခဲ့ကြောင်းဘုန်းကြီးကျောင်းများနဲ့သတင်းတိုင်များမှာလည်းသဒ္ဒနမီတက်ထားတဲ့နိုင်စင်မဲ့ကားများကိုအရှိန်အပြင်ဖမ်းဆီးခဲ့ကြောင်းသူအနေမျိုးပါသဒ္ဒနဆောင်ရှာရေးဖွဲ့မှဘုန်းကြီးများကစစ်ကောင်းဆောင်မင်းအောင်လိုင်ထံကိုအသနာခံစာတင်ပြရမှာ သက်ဆိုင်ရာမြို့နယ်တန်ခါနိုင်ကဖွဲ့ရဲ့ထောက်ခံချက်နဲ့လိုင်စင်မကမြောက်ကိုပြန်လဲစီးနှုံပြီးတော့ရောင်းသိရှိရပါတယ်။ကဲမင်းရောင်နိုင်ရဲ့အစိုးရောင်ဖုံးကြီးတွေပြန်ဆွဲနေရတဲ့ခေတ်ကိုရောက်နေတဲ့နေသားတူပါပဲ။ဒါဟုတ်ကြည်ချင်းရမြင်ဖုံးကြီးကဓမ္မနဲ့အတ္တမောက်ပွဲချပုံပြောနေအရှိချီနေမှာတော့လူပါသူတို့တိုင်ပတ်နေနေသားပါပဲ။တန်ခါအမှတ်စိတ်မှာမြို့နယ်တန်ခါနိုင်ကဖွဲ့ထောက်ခံချက်ပါရမယ်။ကောင်းတိုက်နဲ့စာစင်တိုက်တွေမှာလည်းတကယ်တန်ခါတော်တွေစီးနေနေရဖြစ်ရမယ်။သန္တနာကိစ္စတွေအတွက်အုံကြည့်တာမျိုးဆိုရင်မှန်းတော်ဘူး။ ို့နဲ့တန်ခါနိုင်ကဖွဲ့တွေကလည်းကျောင်းနိုင်တွေနဲ့စာသင်တိုက်တွေကကားတွေကိုထောက်ခံချက်လာလို့ရတယ်ဆိုပြီးမြို့နယ်တန်ခါနိုင်ကဖွဲ့ကတရားမှုကြီးညာနေပါတယ်။အဲ့ရပတ်သက်ပြီးတော့လည်းပောက်ကူတော်ကသူ့ရဲ့ကားခွန်နဲ့စီးကိုလည်းမြို့နယ်တန်ခါနိုင်ကတဆင်ရပြီးပတ်ဝေပို့ပြီးတော့ကားခွန်နဲ့စီးကိုမှတ်ပုံတင်နေကြောင်းလည်းသိရှိရပါတယ်။သူ့ရဲ့ကားခွန်နဲ့စီးတော့ကတော့ဝတ်တော်တွေဖြစ်ပါနဲ့။မြို့နယ်တန်ခါနိုင်ကဖွဲ့ကလည်းသာသနာအတွက်အမှန်တကယ်အသုံးပြုနေတဲ့ကားမြောက်ကိုထောက်ခံချက်ထုတ်ပေးရမှာတိကျသာမှတ်ပုံတင်ထားပြီးမြို့နယ်ရဲတပ်ဖွဲ့ထွေအုပ်နဲ့နေမြေကန်တက်နေမှုများမှာကို အောက်ခံချက်ထုတ်ပေးထားတဲ့သာသနာ့ကစည်ရင်းပြပူထားမယ်ပြောင်းလို့သိရှိရပါတယ်။သာသနာ့ကမြန်မာမျိုးနဲ့တန်ခါနိုင်ကဖွဲ့တော်ကံကြက်လက်ပါမယ်။ရင်ထိတ်နေမြေကန်တက်တဲ့ရဲစီမှလည်းစည်ရင်းရှိတိုင်းမျိုးဖြစ်မှမဖမ်းပါပါ။နေကျော်တော့လောလောဆယ်မသွားပါနဲ့။စီမံချက်ပြီးရင်တော့နေကျော်လည်းကြွလို့ရတယ်ပြောတဲ့အခုတော့ဝါရင်းကာလာကြီးကလည်းလာတော့မှဖြစ်လို့နေကျော်တော့ကြွလို့လည်းမသိမ့်ပါဘူးလို့ မတရားမျိုးတွေမှာတိုက်အုပ်ကြောင်းတိုက်ဆရာတော်လည်းပြောထားတွေ့ရှိရပါတယ်။အပြင်မဘာသာနဲ့မျိုးသားရေးဆွေးရဖုံးကြီးများကလည်း၎င်းတို့စီးနေနေတဲ့နိုင်စင်မဲ့ကမ်းမြစီးနေလျင်ဖမ်းဆီးမှုရှိစေတဲ့အတွက် သက်ဆိုင်ရာတင်းနေမှုများမှာထောက်ခံကြလမများကိုရယူထားကြောင်းလည်းသိရှိရပြီးတော့အရှိအခြေအနေမှာကတော့တင်ငန်းချုပ်ရောင်းဆောင်ထားတဲ့ပြူစောတိကောင်းဆောင်ဝါသာဝကတော့ကား20စီးကိုထောက်ခံကြရရှိအောင်လုပ်နေပြီးတော့ပေါက်ကတုံးကလည်းလက်ရှိမှာကား9စီးကိုထောက်ခံကြရအောင်လို့ရှိနေပြပါတယ်။ဒါတွေကိုကြည့်ကြမယ်ဒီကောင်းတွေကဘလို့နေထားရောက်ရှိနေလို့ပြူစောတိရုံနေဆိုတော့ ိုကိုမြင်နေမှာဖြစ်ပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်တရာ9မြောက်မှာလဲမြောက်ပိုင်းညီတော်ဖွဲ့တွေကတရားဝင်ခွန်ကောက်မယ်လို့ဒီပိကျင်ထားတွေ့ရှိရပါတယ်ဒါဇူရန်တရက်နေ့မှာစတင်ပြီးတော့မူဆယ်တရာ9မိုင်နဲ့အင်းစန်းကြော်ဂိတ်မှာရှိတဲ့မဟာမိတ်ညီတော်ဘုံဘွဲကောက်ခွန်ဌာနကနေပြီးတော့ပုံသမှုအသွင်ထုတ်ဒူတီဆောင်လို့များနဲ့စီမံခွန်ကမီဖြစ်ပြီးတင်းတာကုံစီပို့ဆောင်ရေးဌာနကလည်းအစိုးရလုပ်ငန်းရှင်တွေကိုစီမံခံကောက်တယ်လို့သိရှိရပါတယ်ဒါကြောင့်နေဆက်ကုန်တွေများဒူတီဆောင်ကုန်ပြီများ ပုံကားကိတ်များအခွန်ဆောင်ရလှုပ်ဆောင်ရင်းအတွက်ဇူလိုင်လတရက်နေ့မှာစတင်ပြီးတော့လန်နတရက်နေ့မတိုင်မီမှာပဲမဟာမိတ်ညောင်သုံးဘွေအကောက်ကွန်ဌာနလောက်အခန်းကျင်းတာကုံစီပူဆောင်ရေးဌာနနဲ့ကုမ္ပဏီမှတ်မှုညင်းနဲ့ညင်မှတ်မှုညင်းများကိုပြီးစီအောင်လှုပ်ဆောင်လိုအပ်ကြောင်းကိုရန်ဂျူတင်အခွန်ကောင်းဖွင့်ခြင်းညင်ဝင်ထွက်ဂျူတင်မှတ်မှုညင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းများကိုမဟာမိတ်ညောင်သုံးဘွေအကောက်ကွန်ဌာနကလှုပ်ဆောင်မှုဖြစ်ကြောင်းလည်းသိရှိရပါတယ်။ကဲမင်းအွန်လိုင်းတရက်ကတော့တေးကြီးများများနဲ့ထိုင်ကြည့်အောင်လဲပြီးတော့မင်းအွန်လိုင်းဘောမတွေရေဘွားဘာမှမရှိတော့ပါဘူး။ဒီကောင်ဒီဘွားမှာစီကြောင်းထိုးမှုမျိုးနဲ့ လိန်ရှိလို့ဘုံကျဲနိုင်တာဖြစ်ပြီးတော့ဒီနေ့ဒါလိန်ဘုံမကျဲဒီနေ့ only ပြပြဝပြပြရမှာသိကြပါပဲဟောက်တဲ့တင်းမုံအနေနဲ့ကတော့ဖကန်နိုင်စီးတင်းမနေချင်းစစ်တကအင်အားဖြစ်တင်လာတဲ့မိုးကောင်းတမိုင်းဖကန်လန့်ကိုဒုံညွေးအခြေအနေရလက်တော်အသုံးမပြုရန် KA PDF နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကဒေသခံများကတီးပေးလိုက်ပါတယ်ဒါမိုးကောင်းတမိုင်းဖကန်လန့်ကလုံခြုံရေးပြဿနာရှိနေတယ်ဒီအထက်ကိုမသုံးဖို့ပြောထားတာရှိတယ် ပြန်ရင် KBDF ကဒါကိုအရေးကြီးသိပေးနေတဲ့ပုံစံဖြစ်တယ်လို့လည်းဘာကန့်မျိုးမှာဒေသခံတွေပြောထားပါတယ်။ဒါကြောင့်အဲ့ဒီဒေသမှာရှိတဲ့တော်လန်မျိုးတွေအားလုံးနဲ့အထူးပဲ use ပဲပူတင်ရကပေးထက်မှန်အတိပေးနှိုးဆော်လိုက်ပါတယ်။စစ်ကောင်စီတပ်ကတော့အဆိုပါလန့်ကိုတုံးပြီးဒေသခံပြည်သူများကိုဖိအားပေးနေကြောင်းမိုးကောင်းမြူကန်ချူပြောပါတယ်။ဘာကန့်ကိုညကြီးနာမိုးကောင်းကာမိုင်းဘာကန့်လန်းရှိတဲ့ကဲ့သို့ မိုးညင်းဟိုပင်ဝေကားဘကန်လန်လည်းရှိနေပါတယ်။လက်ရှိမှာမိုးညင်းဟိုပင်ဝေကားဘကန်လန်ကိုခီးသွားများသုံးပြီးနေသူသိရပါတယ်။နောက်ထပ်သတင်းပုံဒီနေ့ကတော့လက်ရှိချိန်မှာအရောက်ဆွဲခံမှုတွေများပြားနေတဲ့ဘိုးရင်တယောက်ဟာပေါင်တန်ဆယ်နှစ်တိကြခံရနိုင်တယ်လို့အားလုံးဝိုင်းပြီးအုံဖြတ်သုံးတန်နေကြပြီမယ်လေလက်ရှိချိန်မှာကတော့ဒီမှာပဲထပ်ပြီးဘုံမှုတွေကတရားဆွဲဆိုမှုထပ်မံတိုးတက်ဖြစ်ပေါင်တန်ဟာ15နှစ်တိတိုးသွားနိုင်နေတာရှိလို့လည်းပြောပါတယ်။စင်မှုတန်းဟာအယူဦးမေအောင်လန်ထုတ်တယ်။အောက်မှာလှုပ်ရှားတယ်။ဟမ်အဲ့ဒီလှုပ်ရှားတော့နိုင်လားဆိုတော့မနိုင်ဘူး။ စစ်ကောင်းဆောင်တွေစစ်ဘုတ်ချုပ်တွေနဲ့တိုင်းမှုတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့တဲ့စစ်တပ်ထောက်ခံသူဇော်ဖိုးအင်းကိုစစ်ကောင်စီကကျန်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်3ခါခွေ15နဲ့ဇွန်လ10ရက်နေ့ကထပ်တိုးအမှုဖွင့်လိုက်ပါတယ်။ဇွန်လ10ရက်နေ့ကပြည်လူနေအင်းကနေဖမ်းဆီးလာတဲ့ဇော်ဖိုးအင်းကိုနန်းတို့စစ်ကြောရေးမှစာရဖအဖွဲ့ကတပတ်တာစစ်ဆေးပြီးရနောက်မူလကနဦးဖွင့်ထားတဲ့ပုံမှန်55ကာကြီးနဲ့ပုံမှန်66ကာကြီးအပြင် ကျမ်းဖက်တိုက်ဖြည့်ရေးဥပဒေနဲ့ပါထပ်တိုးအမှုဖွင့်ထားတယ်လို့လပခတိုင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်စစ်တပ်ထောက်ခံတဲ့ဆိုပြီးတော့စစ်တပ်ကပဲတောက်လျှောက်ဆဲနေတော့သူ့ကို NUG ကလွတ်တဲ့တရှိုးဆိုပြီးတပ်ထောက်ခံသူတွေကပဲဝိုင်းတိုင်တာလက်ရှိအခြေအနေဒီတော့အမှုဖွင့်ထားတာပုံမှန်၃ခုရှိပြီးတော့သူ့ကိုပို့ကုန်တရားမဝင်ကုံသွယ်မှုတွေအတွက်ပါထတ်စစ်နေတယ်လို့ပြောပါတယ်အကြံဖက်တိုက်ဖြည့်ဥရေပုံမှန်၃ခါဝင်၅မှာအကြံဖက်အုပ်စုတစ်ခုခုမှာဖြစ်စီအကြံဖက်လုပ်ငန်းဆောင်ရွက်ဖို့ဖြစ်စီစီယုံတင်းသွန်းတာတိုက်တွန်းတာ ဝါရဖြန္နာတို့အတွက်အကျုံးဝင်တယ်လို့တရားတော်တော်ရှင်းနေသူကပြောပါတယ်။ဒီပုံမှန်ကအာနာသိမ့်ပြီး6လတန်းတိုးပြီးစစ်တပ်ကပြင်လိုက်တဲ့ဥပဒေဂျပန်တိုက်ဖြည့်ဥပဒေပုံမှန်52ရဲ့ပုံမှန်ခွဲတွေပေါ် NUG PDF နဲ့ EAO တွေကိုထောက်ခံအားပေးရင်ဖွင့်တဲ့ပုံမှန်မျိုးပါ1900နှစ်ကနေ10နှစ်ထိကြာနိုင်တယ်လို့အဲ့ဒီရှင်းနေကပြောပါတယ်။ ဇော်ဘုံရင်ကလက်ရှိရဇန်နေရတဲ့ပုံမှားတွေအပြင်ရန်ကုန်တိုင်းတောင်ကုန်မြို့နယ်ရေစခန်းမှာလည်းဘေလရှိရနေ့ကလူရန်စားဘဝတူးတက်မြန်မာရေးပါတီကထွေထွေတွင်းရင်မှုဒေါ်မမိုးခိုင်ကစစ်ကောင်းဆောင်တွေကိုဆဲဆူလို့ဖွင့်လှစ်ထားတဲ့ပုံမှား66ကာကြီးကိုလည်းတရားရင်ဆိုင်မှာဖြစ်ပါတယ်။တတ်ထောက်ခံသူဇော်ဘုံရင်ကိုဖမ်းဆီးဖို့စစ်လော်ဘီတွေဖြစ်တဲ့ဟန်ငင်းဦးအောင်မင်းဘညွန့်ကျော်စွာကိုသက်စတဲ့သူတွေကတရင်ပေးခဲ့ကြသလိုကျော်စုပေါ့ကူတော်ဒဇင်ဦးနဲ့မပူတူတို့ကလည်းအမှုနဲ့ပတ်သက်ပြီးအကူအညီမပေးတဲ့အတွက် တက်ထောက်ခံသူတွေနဲ့ပြည်သူ့စစ်အဖွဲ့တွေကြားမှာဝေမှန်မှုတွေရှိနေပါတယ်။တနေ့မှရှိတဲ့ပြည်သူ့စစ်တယောက်မှမကွင်းနေတော့ပြည်သူ့စစ်တွေအကုန်ဖျက်သိမ်းတယ်လို့ပြောလိုက်။နော်အဲ့ဒါပဲရလေကကနေလေကကနေကနေတရားဝင် ပြောလိုက်ပေါ့ခမတို့ကခိုင်းကောင်းတဲ့အချိန်ကျတော့လုံခြုံရေးကြတော့ခိုင်းပြီးတော့မှနောက်ထပ်သတင်းပုံအနေနဲ့ကတော့နေပြီးတော့မှစစ်တပ်ကပြုလုပ်ခဲ့တဲ့အဂတိလိုက်စားမှုတိုက်ဖြတ်ရေးဆိုတဲ့ပွဲမှာ ဝင်ရောက်ပေါ်ဝင်ခဲ့တဲ့လူပညာရှင်တွေကလက်ရှိချိန်မှာတော့တော်လိုင်းတရရတတိပညာခန်းရဖြစ်ပြီးတော့ဒီကိစ္စမှာအစိုးဆုံးတတိပေးခံတဲ့လူ၃ဦးထဲမှာတူးပေါဝင်ဖြစ်တဲ့စူပန်ထွားကတော့ကြီးစံတောင်းနဲ့စားဆောင်လက်ခံရရှိကြောင်းသိရှိရပါတယ်။ဒါကိုတော့ဘယ်သူတော်လိုင်းတရရပြုတ်လဲဆိုတော့မသိရမလဲ။လက်ရှိချိန်မှာကတော့စူပန်ထွားအနေနဲ့တော်တော်လေးဦးမှာစိုးဝင်ရတဲ့ချိန်လို့ရောက်နေဖြစ်ပြီးတော့နောက်ထပ်ကြီးတဲ့ပို့ပြီးတော့ဆိုးရလာမယ်ဆိုရင်တော့တက်ညာမှာမဟုတ်ကြောင်းကိုလည်းတော်လန်အနုပညာရှင်တွေအားလုံးကိုတော်လိုင်း က်ဖွဲ့တွေကနေပြီးတော့တတိပေးပြောကြလိုက်တဲ့စာတွေပြပုံနေကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့စကိုင်းတိုင်းပလဲမြို့နယ်မှာပြစ်ချမှုကြောင့်စစ်ကောင်စီရဲ့ Jet Fighter ပြစ်ချမှုမှာလေမှုတေဆုံးကြောင်းအတီးပြုတ်နိုင်ပြီးနေအိမ်တိုင်တွင်စစ်တပ်ရဲ့တိုက်လေရင်အပိုင်းစာတွေကြောက်ရောက်ခဲ့လို့ရဲသား၄ဦးပေါင်းတေဆုံးခဲ့ကြောင်းစီမံကောင်းသားနဲ့သိရှိရပါတယ်။မနာစီရဲ့နေကနေလပိုင်းမှာပြည်သူလူမျိုးဝေးတမတော် PLA ရဲ့ပူးပေါင်းဖွဲ့တွေကစစ်ကောင်စီရဲ့ Jet Fighter လေယာဉ်ကိုပြစ်ချခဲ့ရမှာတိုက်လေရင်ပြေရတရတွင်ပိုးစင်းပြကြခဲ့ပြီးအိတ်တိုက်လင်ရဲ့အစိပ်ပိုင်းချူပါနေအိမ်တိန်ခြံဝင်းတွင်ကိုကြောက်ခဲ့လို့ PLA ကပြောထားပါတယ် အိတ်ချောင်းဝင်းတွင်မှပြက်ကြမီးလောင်ခဲ့တဲ့တိုက်လင်ရဲ့အစိပ်ပိုင်းတွေကြောက်ရောက်ခဲ့ပြီးနေရင်တွင်းရှိယုံလောင်း၃လုံးနဲ့နေရင်ပြွန်းမှာလည်းယုံလောင်း၁လောင်းစုစုပေါင်းယုံလောင်း၄လောင်းကိုတွေ့ရှိခဲ့လို့ပြည်သူလူမျိုးကြီးတမတော် PLA ရဲ့ပြောရေးဆိုခွင့်ရှိသူတွေကတပ်ပုံဗီဒီယိုမှတ်တမ်းနဲ့တူဖော်ပြခဲ့ပါတယ်။ဒါမှလည်းစစ်ကောင်စီကတော့သူတို့ကိုယ်တိုင်သွားရောက်ပြီးတော့အဲ့နေရာကိုအရှူပြီးတော့စစ်ဆေးပြီးတော့စောက်ရှောက်မှုတွေပြုလုပ်ခဲ့လို့ပြောခင်မှာလည်းလက်ရှိချိန်မှာကတော့ဒေတာပြောပြီးဘာမှမရှိတဲ့နေရာကူပါပဲ။တကယ်ကိုပဲလေလိုက်မှာအဆူကဖြစ်နေတာကိုလည်းဘောမာတွေကျိမ့်နေကျိမ့်နေဖြစ်နေရလဲဆန်းတော့မဟုတ်ပါဘူးနောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့တွေမှာ ကုချုပ်ရေးမှု၂ယောက်ဒုံတွင်းယနေ့ဇွန်လ17ရက်နေ့မနက်ချိန်မှာဝန်ထမ်းချင်းချင်းဓာတ်နဲ့ထိုးပြီးဝန်ထမ်းစည်းအောင်မိမြညာဘက်ရင်ုံဓာတ်ထိုးသွင်းတရံနဲ့နေရာဝဲပို့ချင်းပြီးသွားကြောင်းစစ်ကောင်စီကလက်ဝေခံတွေ့ရတဲ့ဖော်ပြထားပါတယ်။မြန်ကုန်မြို့နယ်ပေယုံရုံးမှာရခိုင်ပြည်နယ် တန်တွဲခရိုင်ပေယိုယုံရဲ့စစ်ဆောင်လာပြီးတွဲပတ်စည်းဖြစ်တောင်းဝင်ထမ်းဆောင်နေသူဖြစ်ပြီးတေးအောင်မြတ်တိဆုံးကြောင်သိရှိရပါတယ်ဖြစ်တဲ့နှစ်ယောက်ကလည်းယင်ရက်ကလည်းစကားကရောက်ကစားဖြစ်တဲ့လို့သိရပါတယ်ဒါကြောင့်မဲ့တော်တော်တော့မသိချာမသိပါဘူးနေရာမှာတော့ပုံချင်းမီဆုံးသွားပါလို့သိရှိရပါတယ်နောက်ပဲယင်ုံဓာတ်ရံတစ်ချက်တည်းနဲ့တေးအောင်မြတ်ဟာသိစီနိုင်ရန်ဓာတ်ပင်ထုတ်ခဲ့သူနေစားကူဝန်ထမ်းကြော်ဆိုးမင်းမှလည်းလွတ်မြောက်နေကြောင်သိရှိရပါတယ်မြန်ကုန် A1 လမ်းနေမှာငိမ့်သာဘုံမှုချုပ်ချူထုံးအောင်မေလ22ရက်ကမနေ့ကတနက်နေ့အပြစ်ခတ်ပြီးမှတော့ယခုဖေယုံယုံမှလည်းသာတို့မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ အဲ့လိုမျိုးပေါ့ဗျာနော်စာသနာမှာနွားချမ်းသာရမယ်အခြေအနေမျိုးဟိုဥပဒေထက်ကြုံလို့ပြီးတော့ပုံကိုရေးကိုချစ်နေရမယ်အခြေအနေမျိုးကနေပြီးတော့ကျွန်တော်တော့အဲ့အခြေအနေကိုခါသေးတယ်ကျွန်တော်ကြိုက်တယ်ကျွန်တော်ကြိုက်တာကတော့ဥပဒေကကျွန်တော်ကိုလည်းအုပ်ချုပ်ရမှာဖြစ်တယ်အလောက်ငယ်သားဖြစ်တယ်ကျွန်တော်လည်းအုပ်ချုပ်ရမှာဖြစ်တယ်အထက်အရာရှိဖြစ်တယ်အထက်အရာရှိကအဲ့တံငွေကယူပါမှာဘယ်သူပဲဖြစ်ဖြစ်နော်မြန်မာနိုင်ငံကဆယ်လီတော်တော်များများပေါ့ဗျာနိုင်ငံရေးဆယ်လီတွေပေါ့အထူးသဖြင့်အဲဘရဲ့ဆယ်လီတွေပေါ့နော်အဘပိုင်းမှာလည်းဆယ်လီတွေအများကြီးထားမှာ ပခုံးပေါ်မှာထောင်ဆယ်နှစ်စလားဟိုအမြင်နဲ့ရှိနေတယ်အမြင်နဲ့ရှိနေတယ်အဲ့တော့သူများဒုက္ခရောက်လို့လည်းမပျော်ရွှင်ကြနဲ့ကိုကန်နေတဲ့အလက်ဆိုတော့ရောက်လာတတ်တယ်အဲ့ဒါကြောင့်မလို့အမှန်တရားကိုချစ်ပါလုံထုံးလုံလီကိုချစ်ပါနော်လုံထုံးလုံလီကိုချစ်ပါတရားမြတ်တော်မှုကိုချစ်ပါအဲ့လိုမျိုးပေါ့ဗျာနော်စာတနာမှာနွားချမ်းသာရမယ်အခြေအနေမျိုးဟိုဥပဒေထက်ကြုံလို့ပြီးတော့ပုံကိုရေးကိုချစ်နေရမယ်အခြေအနေမျိုးကနေပြီးတော့ကျွန်တော်တို့အဲ့အခြေအနေကိုခါးသီးရကျွန်တော်ကြိုက်တယ် ကျွန်တော်ကြိုက်တာကတော့ဥပဒေကကျွန်တော်ကိုလည်းအုပ်ချုပ်ရမှာဖြစ်တယ်အလောက်ငယ်သားဖြစ်တယ်ကျွန်တော်လည်းအုပ်ချုပ်ရမှာဖြစ်တယ်အထက်အရာရှိဖြစ်တယ်အထက်အရာရှိကဥပဒေကအုပ်ချုပ်ရမှာဖြစ်တယ်ဒါမင်းဥပဒေကိုကြိုက်တယ်တာပြောနေတာမင်းထုတ်ခံနေတာကအာနာရှင်နေတောင်းကြီးမင်းကိုယ်တိုင်အာနာရှင်ဆန်းဆန်းဒွေခေါ်ရင်းနဲ့မင်းအာနာရှင်ကိုထောက်ခံနေတာဥပဒေကအလုံးကိုအုပ်ချုပ်တော့ဥပဒေကြီးစိုးမှုပဲဖြစ်ရမှာအခုကဘလို့ဖြစ်နေဆိုတဲ့ခါကျတော့ကျောင်းမြန်မာပြည်မှာကအဘနဲ့ပိုင်လို့ရှိရင်အဘကဥပဒေပဲဒါအဘကိုလည်းပြပြလို့မရဘူးခင်ဗျားတို့အဲအဘလောက်မှနေရတဲ့အလုံးကလည်းအဘပိုင်နေဆိုပြီးတော့ အာလုတ်ချင်တာလေးလုတ်တယ်တကယ်တကယ်ဥပဒေနဲ့ညီဆိုတော့အဖလည်းမကင်နိုင်ဘူးအဲ့တော့ကိုဖုန်းကိစ္စမှာတာဝန်ကယူပါနော်တာဝန်ကယူပါအဲ့ဥမာပြည့်ဥပဒေကြီးဆိုရင်ဟောလုပ်ငန်းခွင်ဆိုလုပ်ငန်းခွင်ဥပဒေရှိတယ်စစ်တပ်ဆိုစစ်တပ်ဥပဒေရှိတယ်လုပ်ငန်းခွင်မှာလုပ်ငန်းခွင်မှာလက်အောက်ငယ်သားအလုပ်သမားလေးကိုမန်နေဂျာကဒါလုပ်ဒါလုပ်ဆိုလို့ရှိရင်လုပ်လို့ရတယ်လို့နော်ဥပဒေကလုပ်ငန်းခွင်ဥပဒေကလုပ်ငန်းရှင်ဘယ်လိုခေါ်မလဲမန်နေဂျာကဒါခိုင်းမှန်ရှိသည်ဟုတ်ပြီထို့သူအလုပ်သမားကဒါလုပ်ပါမယ်ဆိုပြီးနှုတ်နှစ်ဖက်လက်မှတ်ထိုးလာပြီးသားဖြစ်တယ်အဲ့တော့ လုပ်ငန်းရှင်ကဒီလုပ်ငန်းရှင်ကလည်းဥပဒေကပဲအုပ်ချုပ်ထားသလိုလောက်ငယ်သားအလုပ်သမားလည်းဟိုဘယ်လိုခေါ်မလဲဆိုရှင်ဒီလုပ်ငန်းမှာဥပဒေကပဲအုပ်ချုပ်ထားတယ်အဲ့တော့အဲ့လိုအုပ်ချုပ်ထားတဲ့အခါကျတော့ဥပဒေကြီးဆိုတယ်ထားပါတော့အဲ့တော့မှလုပ်ငန်းရှင်ကလုပ်ငန်းရှင်မန်နေဂျာကြော်လွန်ပြီးတော့ဟဲ့လာခဲ့စမ်းဟလာငါဖက်နဲ့ပိန်စမ်းဟလာငါ့ကိုနှိပ်ပေးစမ်းအတားဆိုလို့ရှိရင်ဒါဥပဒေမှာရှာကြည့်လိုက်မရှိဘူးမရှိဘူးဆိုလို့ရှိရင်ဆန့်ကျင်ရရမယ်နော်ဥပဒေကဒီလုပ်ငန်းရှင်တွေအပြစ်မြောက်တယ်ဟုတ်လားအဲထို့တူပဲစစ်တပ်မှာလည်းဒီလိုပဲ စစ်တပ်အရာရှိအရာခံကအစကာချုပ်ထိပေါ့ဗျာနော်စစ်ဥပဒေကိုကြည့်စစ်ဥပဒေအရာလောက်ငယ်သားကိုဒါခိုင်းလို့ရတယ်ဒါလုပ်ပါ့မင်း online မင်းတို့ပြောနေပြီလို့မင်း online ဇော်မဲလုံးသူဆိုဝင်မင်းတို့ဒါတော့ဒါじゃမင်းတို့ပြောင်းကြီးရပြောနေပြီလို့ခိုင်းလို့ရတယ်မိတ်ဆိုရက်ဒါပြီးပိုင်လို့ရှိတယ်အဲ့ဒါဥပဒေမှာပြဋ္ဌာန်းထားပြီလားဒီဥပဒေကိုကိုးကားမှုမရှိတဲ့ဘယ်အမိတ်ကိုမှနာခံစရာမလိုဘူးအခုလိုမျိုးပေါ့ဗျာနော်ဟိုတည်ရင်မှုဆိုလို့ရှိရင်တည်ရင်မှုကတော့ဆိုလို့ရှိရင်တည်ရင်မှုဒီရဲဘီတွေကိုနော်သူ့အိမ်မှာခေါ်ခိုင်းတာအဲ့နောက်ခုဒီ တည်ရဲမှုဆိုလို့ရှိရင်သူ့အိမ်မှာခေါ်ပြီးတော့အဲ့လိုခေါ်မလဲဒီရဲဘော်တွေကိုကျုံလို့ခိုင်းတာဟာလားဒါမျိုးတွေကလုံးဝလက်ခံစရာအကြောင်းမရှိဘူးအဲ့ဥပဒေကြီးစိုးမှုမဟုတ်ပါနဲ့အဖကြီးစိုးမှုဖြစ်နေတာအဲ့တော့ကျွန်တော်တို့ကဒါကိုချစ်ပါဥပဒေကြီးစိုးမှုကိုချစ်ပါနော်မင်္ဂလာပါမင်္ဂလာပါဘယ်ခံကြမ်းလို့ပြလိုက်ပါတနာပါအဲ့တော့အဲ့တော့အခုလက်ရှိအခြေအနေဖြစ်နေတာက ကျောင်းမြန်မာနိုင်ငံတရားဥပဒေကြီးစိုးမှုအများအားအာနေနေတယ်။ပြည်သူကလည်းဘယ်လိုခေါ်မလဲဆိုတော့ဒါကိုနားမလဲဘူး။ပြည်သူကလည်းကြုံယူနေတယ်။အဲကြုံယူမဖြစ်ရလေအောင်ဒီဆိုင်ပါ။အခုကိုကိုစော်ဖုန်းဟင်းပေါ့။ကိုစော်ဖုန်းဟင်းဆိုလို့ရှိရင်ပုံမှန်လေးကျွန်တော်ပြောရမယ်ဆိုသူကိုကျွန်တော်တို့အဲပုံကိုရခင်မှုရှိတယ်။ပြည်သူကကြုံယူနေရမို့မင်းတို့ဘောမာတွေကကြုံယူနေတာ။ပြည်သူတွေကတော်လန်နေကြတာ။မင်းတို့ဘောမာတွေကရှိရကက်လန်ကက်လန်ခံနေလို့မင်းတို့ကရှင်းရမနေထားရောက်နေတာ။နှမှုဖြစ်သွားမလား။အမှုက60ကျောက်ကကြီးကတမှုဆွဲမယ်ဟေးဆိုလို့ရှိရင်သူကအမှုဆွဲလို့ရတယ်။နော်အမှုဆွဲလို့ရနှမှုရှိသွားပြီ။အဲနောက်တစ်ခုကကျတော့အဲကိုဖုန်းကိုတိုင်လည်းဒါမျိုးပေါ့။ မြန်မာပြည်မှာရှိရတော်တော်များများပါတော့ကိုအောင်မင်းဆိုလို့ရှိရင်လည်းဒါတို့ဇန်နဝါရီဖြစ်ကြသေးတယ်လေဇန်နဝါရီဖြစ်ကြတဲ့အခါမှာဟိုလိုလိုဒီလိုအိတ်ထဲမှာလက်တွေပါနိုင်ကြတယ်နော်အဲ့တော့ဓာတ်ပုံလေးပဲထုတ်ပြလဲရှိကြတာပဲနော်အဲ့တို့တို့နောက်ထပ်ဒီပေါ့နော်ဆယ်လီတော်တော်များများလည်းတို့ဆိုပါရှိတယ်ပါရှိတော့ပြနေကြတာပဲအဲ့ဒါကမြန်မာနိုင်ငံရဲ့လက်နက်ဥပဒေအရာဆိုလို့ရှိရင်လေနော်လက်နက်ဥပဒေအရာဆိုလို့ရှိရင်အဲ့ဒါဥပဒေလုံးဝညှိဆုံးနေပြီဘယ်လောက်ကြီးပဲနားလည်အဲ့ဒါကြောင့်ကျွန်တော်ပြောရမလားအဖားနဲ့ပိုင်တော့မှခင်ဗျားကကင်ရရတယ် အဘနဲ့ပိုင်တော့မှခင်ဗျားတို့ကင်တော့ရတယ်အေးအဘနဲ့မပိုင်တဲ့အချိန်ကြာလို့ရှိရင်တော့အဲ့ဒါကခင်ဗျားတို့အမှုကြီးအမှုကြီးဒါကျွန်တော်အကောင့်ပြောပြတာစင်တာနဲ့ပြောပြတာဘာတစ်ခုတစ်ခုကိုမှလည်းဒါတိုက်ခါကြားစေချင်တာမပါဘူးအဲ့တော့ကောင်းနေတယ်လေသူဘာရှိရဘာရှိရသူ live မှာသူပြောခဲ့တာပဲဟုတ်လားအဲ့တော့ဒါလည်းသူကအမှုဖြစ်သွားတယ်အဲ့တော့အမှုဘယ်မှုဖြစ်သွားမလဲအမှုက60ယောက်ကကြီးတမှုနော်အကြံဖတ်မှုတိုက်ဖြတ်ရေးရနော်တို့ကအကြံဖတ်မှုနဲ့ချိတ်ဆက်မှုရှိပါလေဆိုတော့ဆွဲဆိုချက်တွေအကုန်လုံးလည်းကျွန်တော်တို့ကကြားနေရတယ်လေနော်ဒါကဒါလည်းပုံမှန်တစ်ခုအပုံမှန်၃ခုဖြစ်သွားပြီနော် အဲ့ဒီပုံမှန်၃ခုနဲ့သူတို့ကဆွဲမယ်ဆိုဆွဲလို့ရပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ဒီပုံမှန်၃ခုတွေကိုကျွန်တော်ချိန်ကြည့်လိုက်တဲ့အခါမှာအနိုင်ဆုံးမရှိဘူးဆိုလို့ရှိရင်တော့ထောင်နံက10နှစ်ကျော်တယ်နော်60ကျော်ကကြီးကအနိုင်ဆုံး2နှစ်ကျနိုင်တယ်နော်အကြံပြုမှုတိုက်ဖြတ်ရေးဆိုရှင်9နှစ်လောက်သွားတယ်အဲနောက်တည်းဒီလက်နက်မှုတွေပါလို့ဆိုလို့ရှိရင်လည်းနောက်ထပ်အခက်မသိရင်6လကနေပြီးတော့3နှစ်ကျမှရှိတယ်음အဲ့ကျွန်တော်လည်းတော့ပေါ့လေနော်အဲ့တော့10နှစ်လောက်ရှိတယ်ပေါ့ဗျာဒါဒီလောက်ထိကျသွားနိုင်တယ်ဟောကျသွားနိုင်တယ်ဆိုတော့ ဒါတွေကလည်းအခုရှာမှာပါနော်ညစ်မှာပါဆိုတော့ကျွန်တော်အဘနဲ့ပိုင်တော့ကစင်ပြေပြီမယ်အဘနဲ့မပိုင်တဲ့ခါကျရင်ပြဿနာဖြစ်နေတယ်နောက်နောက်ထပ်ဒီထက်ပို့ပြီးတော့ဆွဲလို့ရရှိသေးတယ်နော်ဒုတိယကိုဆွဲမယ်မြန်မာနိုင်ငံမှာဘယ်သူမှမလုပ်ဘူးဆိုတော့ကျွန်တော်ပြောပြနေတာနော်မြန်မာနိုင်ငံဘလော့ချ်မလုပ်လို့ဆိုဝိတောက်ကဝိတောက်ကတွေကတော့အဘနဲ့ပိုင်တဲ့သူစီးနေကြတာပဲနောက်ဝိတောက်ကဥပဒေကလည်းတသက်ရှိသေးတယ်ဆွဲမယ်သူဥပဒေအများကြီးပဲနော်ဆွဲမယ်ဆွဲလို့ရတယ်အဲ့တော့အခုရှာနေတဲ့သူတယောက်ကအပြစ်ရှာနေတဲ့သူရဲ့အမြင်နဲ့မှာအားလုံးကဖြစ်နေရှိနေပြီကိုဖုံးကအခုအချိန်မှာအပြစ်ရှာခံနေရတာအမှုရှာခံနေရတာဖြစ်တယ် မှုရှာခံရတာဖြစ်တဲ့တကြောင်မို့လို့လက်ရှိပေါ့နော်သူလုံးဝသူ့ကိုရှောင်ဆွဲမယ်ဆိုရင်တော့ဒီအမှုလေးမှုကပါနေပြီနော်ဒီအမှုလေးမှုကသူ့ကိုဆွဲမယ်ဆိုတဲ့ခါကျတော့၁၀နှစ်ကျော်လောက်တော့ရှိတယ်အဲဒါနဲ့ပတ်သက်ကျွန်တော်သုံးသပ်ပြလိုက်တယ်ဒါပေမဲ့ခတ်တာကလည်းကျွန်မမနိုင်ကမှာသုံးသက်ချက်နဲ့ဖြစ်နိုင်တယ်ရနိုင်တယ်စောင်းလုံးတိတိချာချာမဖတ်တဲ့သူတွေအတွက်ကြအတွက်လည်းဒီကျွန်တော်တော်လေးလဲအဲစိတ်ထဲမှာပေါ့နော်အကျွန်တော်မုန်းနေရတယ်စိုးနေရတယ်ရှိကြတယ်ဒါပေမဲ့အရှိကိုရှင်းနိုင်ပြောရမှာပါနော်အဲတော့ပုဂရုံးတဲ့ကိုပြောသွားဖြစ်ပါတယ် ောက်ထပ်သတင်းပုံအနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံအင်းအရှိတ်ဘက်ချမ်းမှာစစ်ကောင်စီနဲ့အိုးပြည်သူစီ PNL တူအောင်တက်တီဟာအင်အားလုံးပြည်နယ်စစ်ကြောင်းထိုးလာတဲ့အကြောင်းအောင်နန်းခဲရွယ်ပေါ်နန်းပေါ်လုံးလဟဲပိန်ရွယ်ကုန်းပေါဝင်ပြည်ရတော်များဘေးလူရကိုထွပြေးတိမ်းရှောင်နေကြကြောင်းသိရှိရပါတယ်။အဆိုပါနေရာကိုရောက်ရှိနေတဲ့ကနဝဒီယာသတင်းတောက်ကလည်းမြေပြင်အခြေအနေတွေကိုတိုက်ရိုက်ဖော်ပြပြထားဖြစ်တဲ့ပြန်လည်ဝင်မြလိုက်ပါရတယ်။ကျွန်တော်တို့စီဘေးရှောင်နေနေရမှာမရှိရကျွန်တော်တို့အနေနဲ့သူတစ်ဖြင့်အကောင်းမွန်နေရမလဲစီဘေးရှောင်နေနေရမှာဘယ်လိုမျိုးတွေပြည်သူတွေနေစင်းနေမြလှူရှားသွားလာနေရလဲဥပင်စိတ်တွေတော့အရင်ဖြစ်နေရတဲ့ဆိုတာကတော့ ဥပင်းအားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတာကတော့ပေါ့နော်ဒီဖေခုံရှိဘက်ကန်ဒီဖေခုံရှိဘက်ကန်မှာဖြစ်ပါတယ်ပေါ့နော်အခုလက်ရှိဒီစစ်ကောင်စီနဲ့ပို့ဦးပြည်သူစစ်ပြန်တို့တွေကဒီဖေခုံရှိဘက်ကန်စစ်ကြောင်းအင်အားလုံးရင်းနဲ့စစ်ကြောင်းထူလာတဲ့ကြောင်းဒေတာခန်အာဒီဒေတာခန်တွေပေါ့နော်ရွာတွေကနေပြီးတော့အထွက်ပြေးတိမ်းရှောင်နေကြတဲ့မြင်ကွင်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီအခုလက်ရှိမှာပေါ့နော်ဒီစစ်ကောင်စီတက်တယ်နဲ့ဒီပို့အုပ်ပြည်သူစစ်ပြန်လို့တက်တယ်ရပါတော့ဒီဖက်ကောင်ရှစ်ဖက်ကောင်အင်အားလုံးရင်းနဲ့စစ်ကြောင်းထူလာတာကြောက်မလို့ပေါ့နော်အဲဆိုထူလာတဲ့အတွက်ကြောင့်ဒီဖက်ကောင်ရှစ်ဖက်ကောင်မှာရှိတယ်ပေါ့နော်ဒီအာကြေးရော်ဖြစ်တဲ့ဆောင်းနှန်းခဲ ပြီးတော့လွယ်ပေါ်နံပေါ်လုံးဒီလက်ဟဲပေါ့နော်လက်ဟဲပိနေကုန်းနဲ့ဒီတခြားရွာတွေတော်တော်များများဒီပေးလို့ရအောင်ထွက်ပြေးတင်ဆောင်နေကြပါတယ်ပေါ့နော်နံလေးရအောင်လားဒါတော့တကယ်ပဲစူပြီးရှောင်းနေဒီတော့မှဖြစ်နေတယ် တာဖြစ်တာပါဒီရဲ့ပါဝင်ပါတော့ဒီရဲ့ပါဝင်ဆိုရင်ဒီစစ်ပစ်ဆောင်တွေသူတို့ထွက်ပြေးတိမ်းချောင်တာကဒီသူတို့ထွက်ပြေးတိမ်းချောင်နေတာငါးရဲ့မြောင်းနေကိုရှိပါပြီပေါ့နော်အခုကအကုန်လုံးထွက်ပြေးပုံပြီအဲရဆောင်တွေပဲဝေတရောက်ပဲရှိတော့ပေါ့ရဆောင်တွေရဲတဲ့လူမှပဲစောက်တော့ပေါ့မရဲတဲ့လူမစောက်ဘူးလိုအပ်ချက်တွေတော့ ဒါမဲ့လက်ရှိချိန်မှာရွာမှာစောင့်နေတဲ့သူတွေအနေနဲ့အထူးပဲယူဆိုင်ဖို့လိုအပ်ပါတယ်။လေရင်ဘုံကျတဲ့ခါမှာလွတ်နိုင်ပြီမဲ့လဲစစ်ကြောင်းထိုးတဲ့ခါမှာတော့တော်တော်လေးကိုမှထိခိုက်မှုတွေရှိနိုင်ပြီးတော့ quarter ဆွဲတာတွေအလုံးရှင်းခံရတယ်ဖြစ်နိုင်တာဖြစ်တဲ့အတွက်အထူးပဲယူဆိုင်ပြီးတော့ဒီလိုမျိုးပြင်မဲ့ဒေတာတွေရနေပြီးတော့ဝေးဆုံးအောင်တိမ်ဖို့တဲ့ဟိုဒီကတိုက်တွန်းကြပါတယ်။ Pokemon တည်မယ်လဲအလုံးပဲဘုံမှုအောင်နိုင်နိုင်ဖို့အရေးကြီးပါတယ်။များရများရဘောတယောက်တမျိုးစီပေါ့ဟိုငွေတွေကြီးတယ်ရှိနေတယ်လို့တော့ တိတ်မခက်သေးဘူးပေါ့တကယ်ဆိုတာနွန်ပါတဲ့ခါကျတော့ဇဝနီရဲလူအပ်ပါတယ်ခင်ဗျကျေးဇူးပါပဲဗျာဦးခရီးဆိုင်ပါအောင်ဗျာအခုဒီမှာအာတဲနိုင်တော့ပစ္စည်းတွေကိုတဲပြီးတော့ဗောနော်ကွက်ကိုရတဲ့နီနဲ့ရအောင်ထွက်နေကြတာဖြစ်တယ်ဗောနော် ဟုတ်ကဲ့အခုစင်ကျွန်တော်လေပေါ်ကိုရောက်ရှိနေရဖြစ်သွားတယ်ဗောနော်အခုလေပေါ်မှာဆိုရင်လူတွေတော်တော်များများမရှိတော့ဘူးဗောနော်ဒါလေပေါ်ဈေးဖြစ်တယ်လေပေါ်ဈေးမှာအရင်ကလူတွေစီခဲတဲ့နေရာတွေဗောနော်အခုချိန်မှာလူတွေအားလုံးကထွက်ပြေးတိမ်းရှောင်နေကြပြီဗောနော်လေဒါခန်လေးစိုက်ပြူထားတဲ့ဒီကြောင်ခင်းနေပြီးတော့ဟိုးဖဲကစပါခင်းနေဗောနော်အာသူတို့ဒီဒေတာခံတွေအဒီအခုလိုတိုက်ပွဲတွေဖြစ်ပေါ်လာတာအကြောင်းစစ်ကြောင်းတွေထိုးလာတာအကြောင်းမလို့သူတို့ကဒီ အာသူတို့ရဲ့ဒီပိုင်ဆိုင်မှုဧကပေါ့နော်။ရာရာရာကျော်နီးပါးလောက်ရှိတဲ့ဧကတွေကိုပြစ်ထားခဲ့ပြီးတော့ဒီတိုင်းပဲထားခဲ့ပြီးတော့ထွက်ပြေးတိတ်ချောင်းနေကြရတာဖြစ်ပါလေပေါ့နော်။အခုလိုကြည့်ရှုပေးသွားတဲ့သူတွေအားလုံးရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်